ပြည်ဆောင်ဆွေးနွေးရေးနဲ့သာမျိုးသားရင်ကြားစစ်ရေးကိုလှုပ်ဆောင်နိုင်မှာဖြစ်တယ်လို့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပထမအကြိမ်ဗဟိုကော်မတီစရုပ်ရအစည်းအဝေးမှာ ဖွဲ့ချုပ်ဥက္ကဋ္ဌဒေါန်ဆန်းစုကြည်တက်ရောက်မှစကားပြောကြားခဲ့ပါတယ်။ဦးမျိုးစောလင်းသတင်းပေးပို့တာပါခင်ဗျာ။ဒီဇင်ဘာလ7ရက်နေ့ကတော်ဝင်လင်းစီမှာပြုလုပ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပထမအကြိမ်ဗဟိုကော်မတီစရုပ်ရအစည်းအဝေးမှာအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါန်ဆန်းစုကြည်ကတက်ရောက်အမှစကားပြောကြားခဲ့တာပါ။မျိုးသားဒီမိုကရေစီဖွဲ့ချုပ်စတင်ပြီးကြားခဲ့တဲ့ မမနိုင်တာအတွက်အရေးကြီးတာပါဝိစုံစေတေရဲ့ဆိုတဲ့ဆောင်လုပ်တာကဒီကိုရထားတယ်ဝိစုံစေတေရဲ့အားဖြင့်မျိုးသားရင်းကြားစေတေကိုစားရုပ်ဖြစ်မြောက်အောင်လုပ်ဆောင်တယ်အမျိုးသားရင်းကြားစေတေဖြစ်ခြင်းအားဖြင့်ပါတယ်စားရုပ်နိုင်ငံမှာလူမျိုးရဲ့ကိုယ့်ရဲ့အေးချမ်းပါရတဲ့ဘဝဖြစ်နိုင်တယ်ဆိုတာကစားရုပ်မျိုးသားရင်းကြား ရရမလို့လည်းဒါနှောင်းဆက်သုံးပြီးပြရမယ်စပြီးတော့ရေဝင်းတိုင်းပြေဆိုဖြစ်ပြီးရေဆိုတဲ့တောင်းဆိုရတာပြီးခဲ့တဲ့ပြည်အောင်စုလွတ်တော်အစည်းအဝေးမှာတမလာကာကျုပ်လွတ်တော်ဥက္ကဋ္ဌ2ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်တိုင်းရင်းသားကိုယ်စားလှယ်2ဦးတို့တွေ့ဆုံဆွေးနွေးဖို့အတည်ပြုပေးခဲ့တော်လဲတမလာနဲ့ကာကျုပ်တို့ကတွေ့ဆုံဖို့ညှင်းဆန်းထားတယ်လို့တိုင်းရင်းသားတွေဘက်ကလည်းမညီမျှမှုတွေရှိတယ်ဆိုပြီးကန့်ကွက်ခဲ့ကြပါတယ်လွတ်တော်ပြည်နယ်အတွက်၆ဝန်ကြီးတို့ဘောရဲ့ဆိုပြီးတော့ ဘူးအားလုံးကဘောလုံးရဲ့ကိစ္စအဝယ်ကျမတို့ထောက်ပါအကျိုးရတဲ့ဆိုတော့ဘောဒါအရာပွားပါလို့ကျမတို့ဒီဝင်တိုင်းတောင်းဆိုတဲ့ဘောဒါကိုဆိုဘောဒါနဲ့သို့တော်အတွင်းမှာထောက်ပြတိုင်းတောင်းဆိုတဲ့ဘောဒါများမှာသူမျိုးရှိတယ်လို့ပြောနေပါတယ်။ဒါကြောင့်ဒီမှာလည်းပါဝင်တက်ခံတယ်။ဒါပေမဲ့ဒီလိုချိရောက်နေဆွေးနွေးပွဲအဖြစ်အောင်လို့မျိုးမျိုးလမ်းလွဲဖို့လမ်းလွဲဖို့လုပ်ရခြေကားနေတယ်။ကျမတို့ဒီကလုံးဝအားကျမတို့ကအမှတ်ပြပါထောက်ချင်တယ် ကဲအင်းကြီးကစစ်မှန်တဲ့ဆွေးနွေးပွဲမှာလက်ရှိကျင်းပနေတဲ့ရန်ကုန်တိုင်းဒေသကြီးလွတ်တော်အစည်းအဝေးမှာတော့၆ပွင့်ဆိုင်တွေ့ဆုံမှုစား၁၂ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ဒီဇင်ဘာလ၁၀ရက်နေ့ကလှုပ်ဝက်မဲပေးတဲ့စနစ်နဲ့လွှတ်တော်ရဲ့အဆုံးဖြတ်ကိုခံယူပြီးအတည်ပြုခဲ့ပါတယ်။ဒီတွေ့ဆုံဆွေးနွေးမှုဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်ပြင်ဆင်နိုင်ဖို့ဆွေးနွေးကြမှာဖြစ်ပါတယ်။ကျွန်တော်မျိုးစော်လင်းပါ။